ီတက္ကရာဒိဋ္ဌိနဲ့ပတ်သက်ပြီးတော့အသေးစိတ်တစ်ခုစီတစ်ခုစီခန္ဓာက၅ပါးရှိပြီးအတွက်ကြောင့်လူတွေတဦးနဲ့တူရှုမြင်သုံးသပ်ပုံချင်းမတူမတူသည့်အတွက်ကြောင့်ခန္ဓာတစ်ပါးတစ်ပါးမှာရှုမြင်သုံးသပ်ပုံ၄မျိုးရှိ၄မျိုးစီရှိပြီးအတွက်ကြောင့်၄၅၄20ဒါကိုတက္ကရာဒိဋ္ဌိ20လို့ပြောတာတခုကိုအလွယ်မှတ်ဖို့လိုအပ်တယ်အဲ့တော့ပါဠိလိုနောက်မှပြောပြီးတော့ မြန်မာလူမှတ်ဆရာလေးတခုအရင်ရှေ့ဥစွာပြောပြဒါကမမှတ်တတ်လို့ရှင်ရှုပ်ထွေးသွားတတ်တယ်အားလုံးကိုခြုံငုံပြီးတော့လေးခုမှတ်မိသွားလို့ရှင်ခန္ဓာ၅ပါးဆိုရင်ကာလိလိ20သက္ကာယဒိဋ္ဌိ20အလွယ်နဲ့မှတ်မိနိုင်တယ်မြန်မာလူပြောမယ်ဆိုရင်ခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့နံပါတ်1မှားရဲ့အမြင်တစ်ခုကပါလဲဆိုရင်ခန္ဓာဟာ၅ပဲလို့ဒီလိုမြင်တာ၅နဲ့ခန္ဓာအတူတူ ငါသည်ပင်ခန္ဓာခန္ဓာသည်ပင်ငါငါဆိုတာဘယ်ဟာလဲလို့ဆိုရင်ဒီခန္ဓာကိုငါလို့ပြောတာဟုတ်လားခန္ဓာသည်ငါငါသည်ခန္ဓာအဲ့ဒါကိုထင်ရှားအောင်ဥပမာလေးနဲ့ပြောထားတာရှိတယ်ပဋိသင်္မိတ္တမဲ့ပါဠိတော်မှာ ဥပမာလေးနဲ့ပြောတာဘာတော့ဆိုမီးလျံနဲ့မီးလျံရဲ့အဆင်းတေချာစဉ်းစားကြည့်ဖြောင်းတဲ့မီးလေးထွန်းလိုက်ထွန်းလိုက်တဲ့အခါမှာမီးတောက်ကလေးလူတိုင်းမြင်ရတယ်ကြည့်လိုက်လို့ရှိရင် အဲ့ဒီမိတောက်ကလေးမြင်တာဟာမိတောက်ကလေးရဲ့အဆင်းကိုလည်းမြင်ရတာအဲ့တော့မိတောက်နဲ့အဆင်းအဆင်းနဲ့မိတောက်ဟာတူတူလားတခြားစီလားလို့မင်းတူတူပဲလေဒီမိတောက်ကလေးမြင်ရတာကအဆင်းပဲသူ့ရဲ့အဆင်းပဲသူ့ရဲ့အဆင်းအယောင်ပဲဒါကြောင့်မို့ခန္ဓာသည်ပင်ငါငါသည်ပင်ခန္ဓာဟောပထမအယူအဆတရားဓမ္မနဲ့ပတ်သက်ပြီးတော့လက်ကျင့်သင်ကြားမှုမရှိလို့တရားဓမ္မမကျွမ်းကျင်တဲ့အခါမှာ ခန္ဓာကိုယ်ပဲငါလို့စွတ်မှတ်တာဒါပထမမှားရတဲ့အမြင်တစ်ခုပဲဟောနောက်တစ်ခုကြတော့ခန္ဓာကိုယ်ငါလို့မပြောဘဲနဲ့ तू ကဘယ်လိုပြောခန္ဓာဆိုတာငါဟာဟုတ်တယ်လေလောကလူတွေငါနဲ့ငါဟာဒီနှစ်ခုကတွဲနေငါရှိလို့ငါဟာရှိနေကြတာအဲ့တော့ဒီကေကတော့ငါမရှိရင်ငါဟာဘယ်လိုလုပ်ရှိမှာငါမှမရှိတာငါဘယ်ရှိနိုင် တကယ်စစ်မှန်ကငါဆိုတာမရှိဘူးငါဆိုတာမရှိသည့်အတွက်ကြောင့်ငါဆိုတာမရှိဘူး။ဟောမာရွင့်ရဲ့အယူဆတရားအနေနဲ့ကျတော့ခန္ဓာကိုယ်ငါလို့ပြောလိုက်တော့ငါဟာဆိုတာလည်းရှိလားဗျာနဲ့ပေါ့။မာရွင့်ရဲ့အမြင်မှာခန္ဓာကိုယ်ငါဟာလို့ဒီလိုယူမြင်လာတယ်။အဲ့တော့ခန္ဓာဆိုတာငါလို့ပြောတဲ့အချိန်တုန်းကခန္ဓာကိုယ်ပဲငါငါကိုယ်ပဲခန္ဓာမကွဲဘူးတခုတည်း။ ဟောဒုတိယအမြင်ကြတော့ခန္ဓာသည်ငါဟာလို့ဆိုတဲ့အခါကျတော့ငါကတယောက်ဖြစ်သွားပြီခန္ဓာငါတစ်ခုဖြစ်သွားပြီဟောနှစ်ခုဖြစ်သွားတယ်အဲ့ကျတရားလေးကိုတည်တည်ချာချာမှတ်သားဖို့လိုအပ်တယ်နောက်တတိယအမြင်ကြတော့ငါတည်းကခန္ဓာဒီခန္ဓာဆိုတာငါနဲ့ဆက်ဆက်ပြီးနေတယ်ငါပုံမှာရှိငါမှာရှိဟောငါတည်းကခန္ဓာငါကတစ်ခုခန္ဓာကတစ်ခု နောက်နံပါတ်၄ကြတော့ခန္ဓာတဲကငါငါဆိုတာခန္ဓာထဲမှာရှိတယ်ဆိုခန္ဓာတွေအကုန်လုံးကိုငါလို့မခေါ်ဘူးသူကအဲ့ဒီ၄မျိုးခန္ဓာဆိုတာငါခန္ဓာဆိုတာငါဟာငါတဲကခန္ဓာခန္ဓာတဲကငါအဲ့ဒီ၄မျိုးကိုသဘောကျပြီဆိုလို့ရှင်တက္ကရာဒိဋ္ဌိ20အလွယ်လေးပဲမှတ်လို့ရအောင် အဲ့တော့အလုံးသိကြတဲ့အတိုင်းရူပခန္ဓာဝိရဏခန္ဓာသင်္ညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာယုတ်ဝေဒနာသင်ညာသင်္ခါရဝိညာဏလို့ခန္ဓာ၅ပါးအဲ့တော့ယုံနဲ့ပတ်သက်ပြီးတော့မှားရတဲ့အမြင်၄မျိုးတက္ကရာဒိဋ္ဌိ၄မျိုးကဘာလဲလို့ဆိုရင်ရုပ်တိပင်ငါငါတိပင်ယုတ်ဟောယုတ်ကိုပဲငါလို့ပြောတာအဲ့တော့ယုတ်ကိုငါလို့ပြောတယ်ဆိုတော့နာနေမပါဘူးဆိုတာသင်္ချာ ငါဆိုတဲ့မှာနာမပါဘူးနော်ရုပ်ကငါလို့ပြောတယ်နောက်ဒုတိယကြတော့ဘာတော့ရုပ်တည်ငါဥစ္စာရုပ်တည်ငါဥစ္စာဆိုတာငါကတခုရုပ်ကတခုဖြစ်သွားပြန်အဲ့တော့ငါဆိုတာဟာနန္တရားတွေဖြစ်သွားပြီးတော့ငါဥစ္စာကြတော့ရုပ်ဖြစ်သွားပြန်ဘာလို့လို့ဆိုတော့လောကမှာဒီနှစ်ခုတည်းရှိတယ်လို့မှတ်ထားတယ် ရုပ်နဲ့နာနှစ်ခုတည်းပဲရှိတယ်။နံပါတ်1ကရုပ်ကိုငာလို့သတ်မှတ်လိုက်တယ်။နံပါတ်2ကျတော့ရုပ်ဟာငါဟာလို့သတ်မှတ်လိုက်တယ်ဆိုတော့ဒါကြောင့်တန်ခုဖြစ်သွားတယ်။ငါဆိုတာဘယ်သူ့ကိုပြောတာတော့ဆိုနံကိုပြောတာ။အဲ့တော့ရုပ်ဟာနံရဲ့ property ပဲ။နံကပိုင်တဲ့ပစ္စည်းနံရဲ့ပစ္စည်းလို့ဒီလိုသွားမြင်တာပဲ။ဒီလိုဆိုပြန်တာ ဟောအကြောင်းရင်းပြောမယ်ဆိုလို့ရှိရင်လူတွေရဲ့ခန္ဓာကိုယ်မှာဘောဓိနဲ့ mind ပေါ့ရုပ်ခန္ဓာကိုယ်ကြီးနဲ့စိတ်ဒီနှစ်ခုရှိတယ်ပေါ့နော်အဲ့တော့ရုပ်ကိုခန္ဓာလို့ပြောလိုက်ရင်နော်ရုပ်ကိုငါလို့ပြောလိုက်လို့ရှိရင်ဒါဘောဓိကြီးကို ပြောနေတာသူအဲ့တော့ဘယ်သူလွတ်ချန်နေတုံးဆိုရင်စိတ်ချန်နေတယ်ဟောနောက်ဒုတိယကြတော့ရုပ်ခန္ဓာသည် ငါရဲ့ဟာဆိုတော့ရုပ်ခန္ဓာကိုဘယ်သူကပိုင်တာတော့ဆိုစိတ်ကပိုင်တာဖြစ်သွားရောငါဟာလို့ဆိုရတဲ့ငါကဘယ်သူတုံးဆိုရင်စိတ်ပဲရုပ်နဲ့နံဒီနှစ်ခုရှိတာနောက်တစ်ခါငါတဲကရုပ်လို့ပြောလိုက်လို့ရှင်နံတရားကိုမှီပြီးတော့ဖြစ်နေတဲ့ရုပ်လို့ဒီလိုနံတရားကိုပဲငါလို့ပြောပြီးတော့နံတဲကရုပ်ဆိုလို့ရှင်ရုပ်ကတခြားနံတရားကတခြားဒီလိုနံပေါ်မှာမှီပြီးတော့ဖြစ်နေတဲ့ရုပ် တခါရုပ်ထဲကငါလို့ပြောလိုက်တဲ့အခါကျတော့ရုပ်ကြီးကအမကငါဆိုတာနန္တရားလို့ဟောဒီရုပ်ဆိုတာငါလို့ဆိုတာကလွဲရင်ကျန်တာတွေကနန်းကိုငါလို့ဆွဲတာပဲအတိတ်ပဲကနန်းဆိုတာကိုငါလို့ဆွဲတာအဲ့တော့ပါဠိလိုပြောမယ်ဆိုလို့ရှင် ရူပံအတ္တတောတမနုပတ္တိတဲ့ ဗုဒ္ဓရဲ့တရားတော်ကိုကြားကြနာနာမသိဘူးမလေ့လာဘူးတရားဓမ္မကိုမကြင်ကြံဘူးတရားတို့တရားမြတ်ဝိပဿနာဉာဏ်လေးတော့မဖြစ်ဘူးဘူးဆိုတဲ့ပုဂ္ဂိုလ်ရုပ်တရားကို အတ္တလို့မှားရင်းနဲ့အမြင်နဲ့ရှုမြင်နဲ့ရုပ်တရားမှာရုပ်တရားဟာအတ္တရဲ့ပိုင်ဆိုင်တဲ့အရာဖြစ်မှားရင်းဆိုရှုမြင်နဲ့ အတ္တမှာယုတ်တရားရှိတယ်လို့ရှုမြင်တယ်။ဟောရူပံအတ္တတောတမနုပတ္တိရူပဝန္တံအတ္တနံတမနုပတ္တိရူပတမေအတ္တနိရူပံပတ္တိရူပတမေအတ္တနံပတ္တိလို့ဟောပါဠိကြတော့ဒီလို၄မျိုးပြောတာ၄မျိုးပြောတာမြန်မာလူဒီစကားကိုရှင်းရှင်းပြန်ပြောမယ်ဆိုရုပ်ကို ငါလို့ပြောတာရုပ်ဟာငါဥစ္စာလို့ပြောတယ်ငါထဲမှာရှိတဲ့ရုပ်လို့ပြောတယ်ရုပ်ထဲမှာရှိတဲ့ငါလို့ပြောတယ်ဒီလေးခုအဲ့ဒီလေးခုသိပြီဆိုလို့ရှိရင်ဝေဒနာလည်းပဲထုတ်တူပဲဝေဒနာဆိုတာငါဝေဒနာဆိုတာငါဟာနော်ဝေဒနာတဲကငါငါတဲကဝေဒနာငါတဲကဝေဒနာဝေဒနာတဲကငါ tin nhà sư ra ngã tin nhà sư ra ngã ha ngã đấy cả tin nhà tin nhà đấy cả ngã thôi đi về tin khai ra đấy tin khai ra sư ra ngã tin khai ra sư ra ngã ô sa ngã đấy cả tin khai ra tin khai ra đấy cả ngã ô oh, quy nhà na sư ra ngã quy nhà na sư ra ngã ô sa ngã đấy cả quy nhà na quy nhà na đấy cả ngã အဲ့ဒီလိုရှုမြင်သုံးသပ်ပုံခန္ဓာတစ်ပါးစီတစ်ပါးစီနဲ့ပတ်သက်လာတဲ့အခါကျတော့၄မျိုး၄မျိုးစီရှိတယ်တဲ့အဲ့ဒီ၄မျိုး၄မျိုးစီရှိတော့ကြောင့်တက္ကရာဒိဋ္ဌိဟာအလုံး၅လေးလီ20လို့ဒီလိုဖြစ်သွားတက္ကရာဒိဋ္ဌိ20